ဒီနေ့ကုသူပူနွေးနေပါစေလို့အမိပေးထားတဲ့တရားတစ်ပုဒ်နဲ့ဓမ္မဒါနတရားအလှပေးလူမှဖြစ်ပါတယ်။ကုသူပူနွေးနေပါစေဆိုတော့ကုသူအိဆက်မနေပါစေနဲ့လို့ဆိုလိုပါတယ်။ကုသူအိဆက်နေတယ်ဆိုတာက ကုသိုလ်တစ်ခုနဲ့တစ်ခုကြမှာအချိန်ကာလဤအများကြီးချားနေတဲ့အတွက်ကြောင့်ပြုခဲ့ပြီးတဲ့ကုသိုလ်ကိုလည်းသတိမရတော့ဘူး။နောင်ပြုမဲ့ကုသိုလ်ကလည်းမေ့နေတယ်။ကုသိုလ်တစ်ခုနဲ့တစ်ခုကြမှာအချိန်ကာလအများကြီးကွာနေတော့ကိုယ့်ရဲ့စိတ်ဆင်မှာကုသိုလ်တက်တည်ဖြစ်မနေဘူး။လောလောဆယ်ပူပူနွန်းနွန်းလေးကုသိုလ်တွေဖြစ်မနေဘူး။ဒါကိုပဲကုသိုလ်အေးဆက်နေတယ်လို့ခေါ်တယ်။တချို့ကကုသိုလ်ကောင်းမှုတွေမမေ့ပါဘူး။ကုသိုလ်ကောင်းမှုတွေအများအားလုပ်နေပါတယ်။ ကုသိုလ်ကိုမမေ့ပါဘူးကုသိုလ်တွေလုံနေပါတယ်လို့ဆိုပေမဲ့တနေ့တမတခါကုသိုလ်လုပ်တာမျိုးတလမတခါကုသိုလ်လုပ်တာမျိုးအခါကြီးရဲ့ကြီးနေကြမှာကုသိုလ်ကောင်းမှုပြုတာမျိုးဝါဝင်ဝါထွက်ကြမှာကုသိုလ်ကောင်းမှုပြုတာမျိုး မွေးနေကြမှာအထိတ်မှန်နေတခုခုကြမှာကုသိုလ်ကောင်းမှုထပ်ပြုတာမျိုး ဖြစ်နေတယ်အဲ့လိုဆိုတော့ကုသိုလ်တစ်ခုနဲ့တစ်ခုကြမှာအချင်းကားတွေကအများကြီးချားနေတဲ့အတွက်စိတ်ဆင်မှာအမြဲတမ်းကုသိုလ်တက်တည်ဖြစ်မနေဘူးကုသိုလ်ပူနေတယ်ဆိုတာက ရှင်းတဲ့နောက်အဆက်မပြတ်ကုသိုလ်တွေဆက်ဆက်နေတာကိုပြောတာမနေ့ကလည်းကုသိုလ်နဲ့ဒီနေ့လည်းကုသိုလ်နဲ့မနေ့ပြန်လည်းကုသိုလ်နဲ့အရင်တစ်ပတ်ကလည်းကုသိုလ်နဲ့ဒီတစ်ပတ်လည်းကုသိုလ်နဲ့နောက်တစ်ပတ်လည်းကုသိုလ်နဲ့အရင်လကလည်းကုသိုလ်နဲ့ဒီလလည်းကုသိုလ်နဲ့နောက်လလည်းကုသိုလ်နဲ့အတိတ်ပစ္စုပန်အနာဂတ်ကာလသုံးပါးလုံးမှာကုသိုလ်ကောင်းမှုတွေရှင်းနောက်မပြတ်ဆက်ဆက်နေတာကိုပဲကုသိုလ်ပူနွေးနေတယ်လို့ခေါ်ပါတယ်ဒီတော့ကုသိုလ်ကောင်းမှုဟာတစ်ခါတည်းမှပြတ်တောင်းပြန်လာလို့ပြီးတော့အေးဆက်နေတာမျိုးဖြစ်မနေစေရဘူး အဆက်မပြတ်အဆက်မပြတ်ပြုနေတဲ့အတွက်ကြောင့်ရှင်းအောင်မပြတ်အဆက်မပြတ်ပြုနေတဲ့အတွက်ကြောင့်ကုသိုလ်ပူနွေးနေတာမျိုးပဲဖြစ်ရမယ်အဲ့တော့ဒါနကုသိုလ်နမူနာလေးကြည့်လိုက်ပေါ့တခါတည်းမှပဲဒါနကုသိုလ်ပြုတယ်ဆိုရင် ပြုပြီးသားကုသိုလ်ကလည်းတတိမရတော့ဘူးနောက်ပြုမဲ့ကုသိုလ်ကလည်းမေ့နေတယ်အဲ့အမြင်မပြတ်ကုသိုလ်ပြုနေတယ်ဆိုတော့ကုသိုလ်ပူနွေးတာပေါ့ကုသိုလ်ပူနေတဲ့ကလည်းနှစ်မျိုးရှိတယ်ပြုပြီးအဟောင်းနဲ့ကုသိုလ်ပူနွေးတာရယ်ပြုစဲအစ်စ်နဲ့ကုသိုလ်ပူနွေးတာရယ် ပြုတ်ပြီးအဟောင်းနဲ့ကုသပူနေတယ်ဆိုတာကကိုပြုတ်ပြီးသားကုသကောင်းမှုတွေကိုထပ်တလဲပြန်ပြီးတော့ဆင်ញင်နှလုံးသွင်းနေတာအောင်းမိတတိယနေတာပြုစဲအသည့်နဲ့ကုသကောင်းမှုပြုကုသပူနေတယ်ဆိုတာကတော့ခုလောလောဆယ်ကိုကုသအသည့်တည်းပြုနေတာနောက်အနည်းကလာမဲ့ရက်ပိုင်းလာမဲ့လာပိုင်းအတွင်းမှာလည်းတိတိကြကြသတ်မှတ်ရတဲ့ကုသကောင်းမှုတစ်ခုခုအစင်းနဲ့ရှိနေတဲ့အတွက်ကြောင့်အဲ့ဒီကုသကောင်းမှုတွေကြိုတင်ပြင်ဆင်နေတာ အဲ့ဒါဆိုရင်ပြုစေအသည်နဲ့ကုသိုလ်ပူနွေးတယ်လို့ခေါ်ပါတယ်အဲ့တော့ပြုပြီးအဟောင်းနဲ့လည်းကုသိုလ်ပူနွေးနေရမှာပဲပြုစေအသည့်နဲ့လည်းကုသိုလ်ပူနွေးနေရမှာပဲပြုပြီးအဟောင်းနဲ့ကုသိုလ်ပူနွေးဖို့ဆိုရင်တော့ကိုပြုပြီးသားကုသိုလ်ကောင်းမှုတွေကိုကုသိုလ်မှတ်တမ်းစာအုပ်ထဲမှာစနစ်တကျမှတ်သားထားဖို့လိုတယ်ဒါဒါနကဥစဉ်နဲ့နမူနာပြောနေတာပေါ့နော်အဲ့တော့ဘယ်နည်းဘယ်ရက်ကဘသူကိုဗာလိလှူလိုက်တယ်ဘလောက်ဖူးဘလောက်ကုန်ကြတယ်စသည်အားဖြင့်ပေါ့ အဲ့တော့ကိုလှူတိုင်းလှူတိုင်းကိုလှူရတဲ့ကုသိုလ်ကောင်းမှုတွေကိုကုသိုလ်မှတ်တမ်းဆိုတဲ့စာအုပ်လေးထဲမှာမှတ်တမ်းပြုစုထားမယ်ဆိုရင်မကြမကြဒီစာအုပ်လေးပြန်ပြန်ဖတ်ပြီးတော့အာဘယ်နှစ်ပဲကဘာလုပ်ခဲ့တာပါလားပြန်တတိယပြီးတော့အခုလောလောဆယ်ကိုလှူနေရတယ်လို့အခုလောလောဆယ်ကိုကုသိုလ်ပြုနေရတယ်လို့မျိုးကုသိုလ်ပူနွေးသွားတယ်ဒီတိုင်းပဲမှတ်တမ်းစာအုပ်ထဲမှာမှတ်မထားဘူးဆိုရင်တော့ပြိဝိသာကုသိုလ်ကောင်းမှုတွေကမေ့နေတတ်တယ် လက်ပြုပြီးကစားလေးတော့တရိယာနေတာပေါ့လေပြီးပြီး2ရက်3ရက်4ရက်6ရက်တော့မှတ်မိနေတယ်ကြာသွားလို့ရှိရင်မေ့သွားတတ်တယ်မှတ်တမ်းစာအုပ်လေးမှတိကျရေးထားတယ်ဆိုရင်တော့ဒီစာအုပ်လေးမကြမ်းကြမ်းပြန်ဖတ်ပြီးတော့ဘယ်နည်းပဲကဘယ်မှာဘာလူခဲ့ဘူးပါလားပြန်တတိယပြီးတော့စိတ်ထဲမှာတမျိုးကြည်လင်ရှင်လန်းပြီးတော့ပီတိတွေဖြစ်သွားပါတယ်ဒီတိုင်းအလိုသဘော ပြန်ပြီးတော့တတိယရတာနဲ့စာအုပ်လေးဖတ်ပြီးတော့တိတိကျကျအခေယတင်ထားတာကိုဖတ်ပြီးတော့တတိယရတာနဲ့အရသာချင်းမတူပါဘူး ဒါကြောင့်ကုသိုလ်မှတ်တမ်းစာအုပ်ထဲမှာဘယ်နှစ်ပဲကဘာလို့လဲမှတ်တမ်းလေးတွေရေးထားဖို့လိုတယ်သာသနာရေးဆိုင်ရာကုသိုလ်မှတ်တမ်းလူမှုရေးဆိုင်ရာကုသိုလ်မှတ်တမ်းမိဘကြီးစုဆက်ကုသိုလ်မှတ်တမ်းစသည်အဖြင့်ကုသိုလ်မှတ်တမ်းစာအုပ်လေးတိကျခွဲထားမယ်ဆိုရင်လည်းရတာပါပဲမိဘကြီးစုဆက်ကုသိုလ်မှတ်တမ်းဆိုရင်လည်းဥပမာနေတိုင်းကိုအပြင်ထွက်တယ်ဆိုရင်တမင်မထွက်လည်းပဲမိဘကြီးစုဆက်ကုသိုလ်မှတ်တမ်းနဲ့ဝင်အောင်ဆိုရင် ညနေပဲအပြင်ထွက်ပြီးလို့အိမ်ပြန်လာပြီဆိုတာနဲ့ကဲဒီနေ့ဖေဖေနဲ့မေမေစားဖို့အတွက်စမူစာတုပ်လေးဝယ်လာပါတယ်ဖေဖေနဲ့မေမေစားဖို့အတွက်ဒီနေ့တော့ကော်ပြန့်ကျော်လေးဝယ်လာပါတယ်စသည်အဖြစ်နေတိုင်းနေတိုင်းအဖေနဲ့မေစားဖို့တစ်ခုမို့တစ်ခုဝယ်လာဝယ်လာတာလေးကိုကုသမှတ်တမ်းစောက်ထဲမှာရေးထားမယ်ဆိုရင်တက်လိုက်ပြီလို့ပြန်ပေါင်းကြည့်လိုက်ဒီလအဖေနဲ့မေစားဖို့အတွက်ငါလူတွေကုသတွေကဘယ်လောက်ဖို့တောင်ရှိသွားတယ်အများကြီးဖြစ်နေတာတွေ့ရလိမ့်မယ်မှတ်သားမထားဘူးဆိုရင်တော့လေပြီးပြီးပြတ်ပြဖြစ်သွားတာပေါ့တတိယရတဲ့ပဲထားအောင်တော့ပီတီလှိုင်းတဘူးကသိပြီးတော့မပြင်းထန်ဘူးဒါကြောင့်ကုသ မှတ်တမ်းစာအုပ်လေးထဲမှာစနစ်တကျမှတ်သားထားဖို့လိုပါတယ်။တိကျစာအုပ်လေးနဲ့မှတ်ပြီးတော့ကုသိုလ်မှတ်တမ်းမပြည့်စုံနိုင်မှုဆိုရင်လည်းပဲ ကိုဘာပစ္စည်းပဲသုံးသုံးကိုသုံးတဲ့ပစ္စည်းလေးနဲ့အလားတူပစ္စည်းဝတ္ထုလှူခဲ့ဘူးတာလေပြန်တတိယရင်လည်းပြုပြအောင်နဲ့ကုသပူနွေးသွားတာပါပဲဒါမှမဟုတ်ကိုကြုံတွေ့တဲ့မှာကိုထစ်တွေ့တဲ့မှာပစ္စည်းဝတ္ထုလေးတွေကြုံတွေ့တိုင်းကြုံတွေ့တိုင်းဒီပစ္စည်းဝတ္ထုလေးငါလှူခဲ့ဘူးတယ်လို့ပြန်တတိယရင်လည်းပြုပြအောင်နဲ့ကုသပူနွေးသွားတာပါပဲဆိုကြပါစို့ကိုကထမင်းစားတယ်ဆိုရင်ထမင်းစားနေရင်တန်လန့်နဲ့အော်ငါတန်ငါတော်တွေဆွန့်ကပ်ခဲ့ဘူးတယ်အော်ဘသူကိုတော့ထမင်းလှူခဲ့ဘူးတယ် ပဲကူတော့ဘိုက်ဆန်နေတဲ့ချိန်မှာငါလှူကျွေးခဲ့ဘူးတယ်စသည်အဖြင့်ထမင်းစားတိုင်းထမင်းစားတိုင်းထမင်းလှူခဲ့ဘူးတာဆွမ်းလှူခဲ့ဘူးတာတတိယလိုက်ရင်လေပြူပြီးအဟောင်းနဲ့အမြဲတမ်းကုသပူနွေးသွားတာပါပဲရေတပ်တိုင်းတောက်ရေသုံးရေလှူခဲ့ဘူးတာတတိယလိုက်ပေါ့ရေချိုးတိုင်းလည်းပဲချိုးရေလှူခဲ့ဘူးတာရေတွင်းရေကန်လှူခဲ့ဘူးတာပြန်တတိယလိုက်ပေါ့အဲ့တော့ရေချိုးနေရင်နဲ့ ရေလူခဲ့မှုတဲ့ကုသိုလ်လေးပြန်တရိရလိုက်မယ်ဆိုရင်ရေချိုးနေရင်တန်လန်းနေကိုပဲရေအလူလောလောဆယ်လှူနေရတယ်လို့ဖြစ်ပြီးတော့ကုသိုလ်ပူနွေးသွားတာပဲအဝိဇ္ဇာအင်ကြီးလုံးကြီးလဲလဲတိုင်းလဲလဲတိုင်းဝိဇ္ဇာနဲ့ဝိဇ္ဇာတိုင်းလည်းပဲအင်ကြီးလုံးကြီးလှူခဲ့မှုတဲ့ကုသိုလ်လေးတွေ အဝယ်စားဆိုတော့သင်္ကန်းလှူခဲ့မှုတဲ့ကုသိုလ်လေးတွေပြန်တရိရလိုက်မယ်ဆိုရင်အဝယ်စားလဲနေရင်လည်းကိုပဲကုသိုလ်ပူနွေးသွားတာပဲနောက်ဆုံးလက်သေးညှက်ရင်တောင်မှလက်သေးညှက်လှူခဲ့မှုတဲ့ကုသိုလ်လေးပြန်စဉ်းစားလိုက်ပေါ့မိဖို့ကြောင့်တည်းမှာဥခွဲပကံနေနဲ့ချက်ပြုတ်ကျော်လွန်နေတယ်ဆေးကျော်နေတယ်ဥခွဲပကံနေမြင်တိုင်းမြင်တိုင်းဥခွဲပကံလှူခဲ့မှုတဲ့ကုသိုလ်လေးပြန်တရိရလိုက်ပေါ့တကယ်လို့မလှူဘူးသေးဘူးဆိုရင်လည်းသွားလှူလိုက်ပေါ့မလှူဘူးသေးတာတခုမှမရှိအောင်လှူထားမယ်ဆိုရင် ဘယ်ပစ္စည်းဝတ္ထုလေးပဲ၃၃ဘယ်ပစ္စည်းဝတ္ထုလေးပဲတွေ့တွေ့ဒီပစ္စည်းလေးလှူခဲ့ဘူးတွေဒီပစ္စည်းလေးဘယ်မှာလှူခဲ့ဘူးတွေ ਨੇ ပြန်တတိယပြီးတော့ပြုပြီးအဟောင်းနဲ့ကုသိုလ်ပူနွေးသွားနိုင်ပါ रे အဲ့လိုအဖြစ်ပေါ့ကုသိုလ်မှတ်တမ်းလေးရေးထားနိုင်တော့ပူကောင်းတာပေါ့ကုသိုလ်မှတ်တမ်းလေးရေးတွေ့တိုင်းတွေ့တိုင်း၃နေ၃နေတော့ပစ္စည်းကိုလည်းပစ္စည်းနဲ့ဆက်ဆက်ပြီးတော့လည်းပြုပြီးအဟောင်းနဲ့ပြန်တတိယပေါ့ကုသိုလ်မှတ်တမ်းရေးတဲ့အခါမှာလည်းပဲတိန်းတောင်းများစွာအကွန်ကြခံပြီးတော့အများကြီးလှူတဲ့ကုသိုလ်ကိုမှမှတ်တမ်းတရားမှမဟုတ်ဘူးတခါတရံမှာကိုမစားဘဲနဲ့ကိုမသုံးဘဲနဲ့ ဟိုခက်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 စွန့်လို့လူတန်းလဲရတဲ့ကုသိုလ်မျိုးလေးတွေကလည်းမှတ်တမ်းတင်ထားရတယ်။တစ်ခုနှစ်ခုဆိုရင်မမေ့ပြီမများတော့လို့ရှိရင်တော့မေ့သွားတတ်တယ်။မှတ်တမ်းလေးတင်ထားတော့မှပြန်ပြန်ဖတ်နိုင်။အော်ငါမစားပဲငါမတုံပဲဘယ်တော့ငါဘသူ့ကိုလှူခဲ့ဘူးတာပါလား။ပီတီလေးတွေပြန်ဖြစ်သွားတာပေါ့။ဒါမှမဟုတ်သူတစ်ပါးရဲ့လိုအပ်ချက်သူတစ်ပါးလိုအပ်နေတဲ့အချိန်လေးမှာလိုအပ်ချက်နဲ့ကွက်တိပြန်လှူလဲတဲ့ကုသိုလ်လေးတွေဟာအရေးအတွက်မများပြီမယ်ငွေကြေးအကုန်ကြမများပြီမယ်စိတ်ကိုအထူးပီတီဖြစ်စေတယ်။ ဟိုဒီဟိုခေတ်ကဒုထဂံမဏိမင်းကြီးဆိုတာနာမည်ကြီးသာသနာ့ပြုမင်းကြီးတစ်ပါးပါပဲအဲ့ဒါသူကသူ့ရဲ့ကုသိုလ်မှတ်တမ်းတွေကိုစာအုပ်ထဲမှာသိချပြုစုထားတယ်သူသေးခဏဤကြတော့ဒီဘာဝနာတွေလည်းဘယ်လိုမှပွားများလို့မရဘူးအဲ့တော့သူ့ရဲ့အမတ်တယောက်ကိုသူ့ရဲ့ကုသိုလ်စင်းနေဖတ်ခိုင်းတာပေါ့အဲ့တော့သူကလည်းကတိပေါင်းတစ်ထောင်ကျော်ကိုလှူခဲ့ဘူးတာမဟာစီရီလည်းတဲခဲ့တယ်ပြည်ပသက်ကြီးတွေလည်းဆောက်လုပ်ခဲ့တယ်စသည်အဖြစ်တာကြောင်းနိုင်ကြီးတွေလည်းဆောက်လုပ်သာသနာ့အတွက်တိမ်မောင်းများစွာကတိပေါင်းများစွာလှူခဲ့တဲ့ကုသိုလ်တွေအများကြီးရှိတယ် ဒါပေမဲ့လို့အဲ့ဒီကုသမတ္တနေဖတ်တာနားထောင်ရင်နားထောင်ရင်လည်းသူအနှစ်သက်ဆုံးကုသကနှစ်ခုပဲအဲ့ဒီနှစ်ခုကဘာမှအကုန်ကြမများတဲ့အလှလေးတွေတခါတော့ဒီဟိုကျမှာဒုဗိခန္ဓရကကြီးဆိုင်အစာရေးဆိုင်ငေါမခံပါတဲ့ဘေးတင့်တော့တန်ဃာတော်တွေဆွမ်းကပ်ဖို့တော့ဘာမှဝယ်လူချမ်းလို့မရတော့ဘူးအဲ့ဒီမှာသူ့ရဲ့နဂတ်နှစ်ဖက်ဟိုခြေခဲ့တုံးနေပြမစနာနှဒောင်းနှစ်ဖက်ပေါ့သူ့ရဲ့နားမှာပန်းစင်းထားတဲ့နှဒောင်းနှစ်ဖက်ကိုချွတ်ရောင်းပြီးတော့ရတဲ့ပတ်စံလေးနဲ့ဆက်ဆံ ဝယ်ပြီးတော့အဲ့ဒါဆက်ဆံရာကုလေးကြိုးပြီးတော့တန်ဃာတော်၅ပါးယဟန်တော်၅ပါးကိုဆွန့်ကတ်ခဲ့ဘူးလေဆက်ဆံဆွန့်လေးကတ်ခဲ့ဘူးတဲ့ပေါ့အဲ့ဒီကုသိုလ်လေးပိဋိဖြစ်ဆုံးမယ်နောက်တစ်ခုပိဋိဖြစ်ဆုံးဒါနာလေးကတော့ညီတော်တိတ်တာမင်းနဲ့စစ်ဖြစ်တော့သူကစစ်ရှုံးတော့ထွက်ပြေးရတယ်တော်တယ်ထွက်ပြေးတော့သူရဲ့ ဟိုအမတ်တယောက်ရင်းမြင်းရဲ့၃ယောက်ပဲပါတာပေါ့တက်ရှိ၃ယောက်ပေါ့အဲ့ဒီမှာလည်းစားတော့အမတ်ကယူလာတဲ့ထမင်းတုပ်လေးတစ်ထုပ်တယောက်စားထမင်းတုပ်လေးကို၄ပုံပုံလိုက်တယ်ဒေါက်တာကံမီမင်းကြီးကလည်းစားဦးစားပြတန်ခါကိုမလှူဘဲနဲ့ဘယ်တော့မှမစားဘူးလीအဲ့တော့၄ပုံပုံနဲ့တပုံကသူ့အတွက်တပုံကအမတ်ကြီးအတွက်တပုံကမြင်းအတွက်ကျန်တဲ့တပုံကယဟန်တော်ကိုလှူဖို့ တော်ရမယဟန်ကလည်းမရှိတော့လောကမှာအလူကံပုဂ္ဂိုလ်ယဟန်တော်တွေရှိရင်ကြွားတော်မူကြပါဖိတ်မှန်လိုက်ရှောက်ထားလိုက်တော့ယန္တန်ရှိမကြီးတစ်ပါးကဒိဗ္ဗသောတာအဘိညာဉ်နဲ့ကြားလို့ကောင်းကင်ကြီးကနေကြွားပြီးတော့အလူခံနေအလူခံတော့ယဟန်တို့ဝေစုကိုလည်းလှူလိုက်တယ်သူစားမဲ့ဝေစုတပုံကိုလည်းလှူလိုက်တယ်သူမစားတော့ဘူးပေါ့လေအဲ့ဒါအမတ်ကလည်းလူမြင်းကလည်းလှူနေသူတို့စားမဲ့ဟာတွေကိုအကုန်လုံးမစားတော့မနဲ့ဆုံးလုပ်ပြီးတော့လှူဒန်းလိုက်တယ်အဲ့ဒါလေးတဲ့ကုသိုလ်မှတ်တမ်းစာအုပ်ထဲမှာရေးထားတာဆိုတော့အဲ့ဒီကုသိုလ်လေးကလည်းသူအနှစ်သက်ဆုံးပဲအဲ့ဒါနဲ့ ၎င်းနှစ်ဖက်ဖြုတ်ပြီးတော့လှူခဲ့တဲ့ယဟန်၅ဘက်ကိုလှူခဲ့တဲ့ဆက်ဆံစွမ်းအလှူလေးရဲ့ ရယူဆန်မဟုတ်ဘူးနော်ဆက်ဆိုတဲ့ဆန်ပြီးတော့စစ်ရှုံးစင်တော့ကကိုစားမဲ့ဓမင်းမစားတော့ဘဲနဲ့ရဟန်းတော်ကိုလှူခဲ့တဲ့ကုသိုလ်ရေအဲ့ဒီကုသိုလ်လေးနှစ်ခုပီတိဖြစ်ဆုံးဖြစ်ပြီးတော့အဲ့ဒီကုသိုလ်လေးတွေးပြီးတော့ပီတိဖြစ်နေတယ်အဲ့ဒီကုသိုလ်နှစ်ခုကိုအာယုံပြုရင်းနဲ့ပဲတုတိတာနတ်ပြည်ကိုတက်သွားပါတယ်ဒါပြုပြီးအဟောင်းနဲ့ကုသိုလ်ပူနွေးဖို့ကုသိုလ်မှတ်တမ်းမှတ်ဖို့ဟာအင်မတန်အရေးကြီးတယ်တခါတည်းမှာတေခဏီးဆိုရင်တရားမှတ်တရားမှတ်ဆိုပေမဲ့တကယ်တေခဏီးကြတော့တတိပဌံတရားတွေသမထတွေကလည်းပွားလို့မလွယ်ကူတတ်ဖို့အများစုကခုဒေါတာကမင်းကြီးဆိုရင်လည်း တခြားဘာဝနာတွေပွားများဖို့အရှင်မြတ်ဉာဏ်နဲ့ရှင်မြတ်ဘက်ကလည်းဘေးကနေတစ်ဖက်ဖက်လာပြောတာပဲဘယ်လို့မှမရဒီဒါနကုသိုလ်လေးနှလုံးသွင်းလိုက်တော့မှစိတ်တည်ငြိမ်တမာရီရပြီးတော့တုတိရနတ်ပြည်တီတက်သွားတာဘာဝနာကြီးပဲမရရအောင်လုပ်မယ်ဆိုရင်မဲနေတော့ဒေါသဒေါမနနဲ့တည်အပေလေးပုံပဲရောက်မှာပဲဒီတော့ဘာဝနာနဲ့သာလည်းဘဝကူးမယ်လို့ကြီးပဲမူတည်ချမှတ်ထားလို့မရဘူးဒါကြောင့်ဒါနကုသိုလ်လေးနဲ့လေကုသိုလ်ပူနွေးနေရမယ်သီလသမထဝိပဿနာတခြားကုသိုလ်တွေအားလုံးပဲပေါ့ အဲ့တော့ပြုစဲအသည့်နဲ့လည်းကုသိုလ်ပူလို့ရမယ်ဒီနေ့ကိုပဲကုသိုလ်အသည့်ကိုထပ်ပြုနေရမယ်မနေ့ပြန်မှာ ကုသိုလ်အသည့်ပြုစရာရှိရဆိုရင်လည်းမနေ့ပြန်ကြပါလိမ့်လို့အောင်မယ်ဟာနောက်တစ်ပတ်ကျရင်လှူစရာကုသိုလ်တစ်ခုခုစီစဉ်ထားရဆိုရင်နောက်တစ်ပတ်ကျတော့ဘယ်လူလူအောင်မယ်ဘာကုသိုလ်ပြုအောင်မယ်နဲ့နောက်အနာကနိနိကကမှာပြုစရာကုသိုလ်အစင်းစင်းရှိရဆိုရင်အဲ့ဒီကုသိုလ်အတွက်ကြိုတင်ပြင်ဆင်ကြိုတင်စီစဉ်နဲ့ကုသိုလ်တွေပူနွေးနေတယ်ကိုယ်စိတ်ဆက်မှာကုသိုလ်ဓာတ်တွေတဖော်ဖော်ဖြစ်နေတာကိုပဲကုသိုလ်ပူနွေးတယ်ခေါ်တာပါပဲအဲ့တော့အနာကနိနိကကမှာလည်းပြုစရာကုသိုလ်အသည့်တွေအစင်းစင်းရှိနေရမယ် ပြဿနာလောလောဆယ်မှာလည်းကုသိုလ်ပြုနေရမယ်ပေါ့အတိတ်နီးနီးကပ်ကပ်ပြီးခဲ့တဲ့နီးနီးကပ်ကပ်အတိတ်မှာလည်းပဲပြုပြီးသားကုသိုလ်အစင်းစင်းရှိနေရမယ်ဒီနေရာမှာကုသိုလ်ကုသိုလ်နဲ့ပြောနေတာဒါနာကိုအဓိကထားပြီးပြောနေတာပါအဲဒီလိုအပြင်ဒါနာကုသိုလ်ကလည်းအများရန်ပူနွေးနေရမှာပဲလူအများစုကသေခဏီးဆိုရင်သီလတို့သမထဝိပဿနာတို့နဲ့သေဖို့သိမ့်မလွယ်ဘူးဒါနာကတော့အာယုံထင်ရှားတာပေါ့ဒါကြောင့်တခြားသီလသမထဝိပဿနာတွေဘလောက်ပဲလွတ်လို့ဒါနာကောင်းမှုကလည်းလုပ်ကူလုပ်ကြရမှာပဲတကယ်ကြီးတကယ်ပြေးကြတော့သူကအာယုံပြုလို့ပူးလွယ်တယ်လေ အဲ့တော့သီလအနေနဲ့လည်းပဲမနက်ရထိုင်မနက်သီလနဲ့ငါးပါးသီလစောင့်တီးစောင့်တီးပြီးတဲ့အချိန်ကစပြီးတော့လုံချောင်းစောင့်ထင်းပြီးတော့အိုးမနက်ကမျက်နှာသိပြီးကြတဲ့ယူထားတဲ့ငါးပါးသီလကုချင်းတီမြဲနေတယ်ကုချင်းတီမကြုံမပေါက်သေးဘူးနဲ့ဆင်ញင်ပြီးတော့ပီတိလေးဖြစ်သီလကုသိုလ်နဲ့ကုသိုလ်ပူနွေးနေတာပေါ့။သွားရင်လာရင်လုံရင်ကရင်စားရင်တောင်ရင်နေရင်ထိုင်ရင်ပြောရင်ဆိုရင်နဲ့ပဲဖရာကုံတော်လေးပွားလိုက်မေတ္တာလေးပို့လိုက်အဆင်ပြေသလိုပေါ့ကုံတော်ပွားဖို့ဆင်ပြေရင်ကုံတော်လေးပွားမေတ္တာပို့ဖို့ဆင်ပြေရင်မေတ္တာလေးပို့ နာဒီဝတ္တိကဝင်လင်းထွက်လေးလေးရှိဖို့အစဉ်ပြင်းဝင်လင်းထွက်လေးလေးရှိသွားရလာရစားရတော့တာလုတ်တာခိုင်းတာကိုအမူရဘာပဲဖြစ်ဖြစ်ဖြစ်တိုင်းဖြစ်တိုင်းရှိဖို့အစဉ်ပြင်းဖြစ်တိုင်းလေးရှိလို့စိတ်အခြေအနေဘာပဲဖြစ်ဖြစ်ဖြစ်တိုင်းဖြစ်တိုင်းရှိမှတ်ဖို့အစဉ်ပြင်းဖြစ်တိုင်းလေးတတိပဏ္ဏဤတိုင်းရှိလို့အဲ့ဒီလိုအဖြစ်ပေါ်လေဒါနသီလသမထဝိပဿနာကုသိုလ်ကောင်းမှုတွေပြူပြီးအဟောင်းနဲ့ရောပြူစဲအသည့်နဲ့ရောအမြဲတမ်းပူနွေးနေရမယ်ကိုယ်စိတ်စင်မှာကုသိုလ်ဓာတ်လေးတွေအမြဲတမ်းဖြစ်ပြီးတော့ကုသိုလ်ပူနွေးနေတယ်ဆိုရင်လောလောဆယ်မှာလည်း စိတ်တည်အေးချမ်းနေတယ်စိတ်တည်ချမ်းသာနေတယ်စိတ်တည်ပျော်ရွှင်နေတယ်စိတ်တည်တက်ကြွနေတယ်နေရထိုင်ရတာအင်မတန်ချမ်းသာတယ်ပီတိတွေဖြစ်ရတယ်ပေါ့ဟာဒီကိဥ္စရကြောင့်နောင်ဘွားကျွန်တော်ဘာဖြစ်မှပဲညာဖြစ်မှပဲဆိုပြီးတော့ပီတိဖြစ်တာကိုဆူလိုတာမဟုတ်ပါဘူးကုသိုလ်ရဲ့တဘာဝတတိကိုကစိတ်ကိုအေးချမ်းစေတယ်စိတ်ကိုပီတိဖြစ်စေတယ်စိတ်ကိုနှစ်သက်ဝမ်းမြောက်စေတယ်ဒီတော့ကုသပူနွေးနေမှာဆိုရင်လောလောဆယ်မှာလည်းအသက်ထင်ရှားရှိနေစမှာလည်းစိတ်အေးချမ်းရပါတယ်။တည်တယ်ဆိုတာကလည်းနေတာလေ ြန့်သွားတာကိုပဲသိတယ်ခေါ်တာနေလာလေးစက်တဲ့စက်တဲ့ဖြစ်နေရကနေမနေရတော့တာကိုပဲသိတယ်ခေါ်တာဆိုတော့အချိန်တိုင်းအချိန်တိုင်းကုသိုလ်တစ်ခုမဟုတ်တစ်ခုနဲ့ပူနွေးနေတယ်ဆိုရင်ကုသိုလ်တစ်ခုမဟုတ်တစ်ခုကို IMPA နဲ့ဖြတ်ခနဲရက်လို့သိသွားမယ်ဆိုရင်လေကုသိုလ်အာယုံနဲ့သိတဲ့တွေကောင်းရသူတွေကိုသိကြပါရောက်မှာပါပဲအသိလှတဲ့သူတွေဖြစ်ကြမှာပါပဲဒါကြောင့်အနေလဲလှအသိလဲလှအနေလဲအေးအသိလဲအေးအနေလဲကောင်းအသိလဲကောင်းအနေလဲမြတ်အသိလဲမြတ်အနေလဲပျော်အသိလဲပျော်ဖြစ်ခြင်းနဲ့ဆိုရင်ပြုပြီးအဟောင်းနေနေလဲကုသိုလ်ပူနွေးနေပါစေပြုစေအစ်တဲ့နဲ့လေ ဲ့ကုသပူနွေးနေပါစေကုသပူနွေးအောင်ကြိုးစားအားထုတ်နိုင်ကြတဲ့အတွက်မိမိတို့ရည်မှန်းတောင်းတတဲ့ဗောဓိဉာဏ်နဲ့တကွာနိဗ္ဗာန်ချမ်းသာကိုလင်းမြန်စွာမျက်မှောက်ပြုနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ဥစဉ်တို့ရဲ့ကုသပူနွေးနေပါစေဆိုတဲ့တရားကိုဒီနေရာမှာပဲနေကုန်ချုပ်ပါတော့မယ် အပမဒီနာတမ္ပါဒီထာအပမဒီနာမမိမလျော့မပေါ့မဆပြင်းပြထက်သန်မှန်ကန်သောတတိတရားဖြင့်တမ္ပါဒီထာသီလသမတိပညာဥစ္စာသောသိခာသုံးပါးတို့ကို ကိုစီကိုငါပြည့်စုံအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်း